的。 ဂျူတီအောက်တော့မှာလားတော့ဟုတ်တယ်ခုပဲဂျူတီထွက်တော့မလို့ဘလို့ရှိ့ကိုတွေ့ရနေမေးအောင်ပဲဒီနေ့ကျွန်တော်ကလေးလေးကိုမတွေ့မိဘူးဩကလေးကသူ့ဘီမနက်ကပဲလာပြန်ခေါ်သွားပြီဆရာရဲ့ကျွန်တော်တို့မုတ်တွေတော့အများကြီးဝယ်ပြီးသားသေးတယ်ဩကောင်းပါလေအဲ့ကလေးလေးတော့မှကျွန်တော်တန်ရုံးစင်ဖြစ်မိတော့မယ်ဟုတ်ပါဆရာရဲ့တော်တော်တန်ရုံးစင်ဖြစ်နေပြီ ဘယ်သူမှမွေးစားမဲ့သူမရှိရင်တော့နော်ရှိကမွေးစားတော့မလို့မေကောင်းနေကောင်းနေနော်ရှိရောဂျူဒီမတလေးလားခဏနေတော့ထွက်တော့မှာစတေရှင်မှာ report လေးဖြည့်ပြီးရင်တော့ပြန်တော့မှာပါဆရာဟုတ်ပါပြီဒါကျွန်တော်ကားနေပြီနော်ဟုတ်ကဲ့ဆရာ ီတစ်ခါရေးစားတလေသွားရောစီစဉ်နေအကောင်ဆုံးရဲ့တန်တရာရေကဘာကြီးကလဲလေတဲ့ဒီလုံးနဲ့တနေ့ပြီးတနေ့ဟာလူကိုကြိုးဆောင်ရဲ့ ခင်တစ်ခုရောက်လာမေမျောလင်းခြင်းနဲ့ကိုစီနေလူတချို့လည်းရောက်လာမေဒီလိုနဲ့တနေ့ပြီးတနေ့ဟာလူကိုကျိုးဆောင်ရဲ့တာဘဝစဉ် ဝန်ကျဲချောင်းတွေ့ရနေအကောင်းဆုံးပဲဖြစ်စေခြင်းနဲ့ဒီလိုနဲ့တနေ့ပြီးတနေ့ဟာလူကိုချိုးဆောင်ရဲ့ စားကြီးရောက်နေကြပြီလားအခုစားချွေဒီမှာအမြဲစောင့်နေကြမလားအဲဟုတ်တယ်အကိုဇာကြီးကိုအခုလိုရက်ဆောင်နေတာဇာကြီးအတွက်စိတ်နှောက်ယှက်ဖြစ်စီတာအဲ့လိုမဖြစ်ပါဘူးဒါပေမဲ့ 相的照片比哦，阿古罗使用完的嘛，谁来等你啊？没等着你。古相的照片比，阿古罗没有使用完的嘛，谁来再等你没？所以，啥时候才能上来啊？<noise> ရလုနာတယောက်စိမနဲ့ပဲရှော့ဖြစ်နေလို့အော်ဟုတ်ဟုတ်ဆရာဟုတ်ဆရာဘာဖြစ်วะဝါတယောက်လုနာတယောက်ကအနာဖလက်တဲ့ရှော့ဖြစ်လို့ရယ်ဆရာဟာလားဟုတ်ဟာဆရာလဲဝါလိုက်အောင်မယ်နော်ဟုတ်ကဲ့ပါဆရာ အမေခေါင်းကတည်းကမဖြစ်တာလည်းမသိဘူးเนาะအမေခုနဆရာဝန်လေးတယောက်ကဆေးဆမ်းမယ်ဆိုပြီးတော့ဆေးတလုံးထိုးသွားတယ်ခဏကြာတော့မောပြီးအန်လို့လာပဲဩဆေးထိုးမှားလား င်ရအချိန်ကြီးရောတော်သေးရပါဘောအချိန်ပြည့်ဖြည့်စည်ထိုးလိုက်နိုင်ဟုတ်လေဆရာစာချုပ်တစ်ခုမေးချင်ရှိလို့စာချုပ်စဉ်းစားနေရလေစိတ်တက်မတဲဆိုတာအရင်စမ်းပြီးတဲ့တယ်ဆိုမှထိုးပေးရမဟုတ်ဘူးလားဆရာအဲ့ဒါကိုဘာလို့ခုကရှော့ဝင်နေတိဖြစ်သွားလဲဟင်းဆရာခုဒီ case ကတော့သူတို့တက်မတဲ့အရင်စမ်းနေဒါပေမဲ့စမ်းတဲ့နေရာမှာ ဘာများအမှားယဉ်ရှိလဲမသိဘူးအဲ့ဒါလည်းဖြစ်နိုင်တယ်နောက်တစ်ခုကစမ်းနေတော့ချင်းတော့ reaction မလာဘူးတကယ်တည်းစေးသွင်းတော့မှ reaction လာတာလည်းရှိတယ်အေးပို့ဆိုးတာလူနာအဲ့ဆေးကို sensitive ဖြစ်ပြီးဆိုရင်အဲ့ test တို့လေးနဲ့မတည့်တာလည်းရှိတယ်အဲ့ခါ short ဝင်နေတယ် test တို့နဲ့မတည့်တာဖြစ်နိုင်လို့လားဆရာရဲ့ဇာကြီးတော့မကြုံဘူးသေးဘူးဆရာအေးပါ ဇာကြီးရမှာဆရာဝန်ဖြစ်သေးပဲကိုကိုယ်ပိုင်စည်းကမ်းဖွင့်ပြီဆိုရင်တော့ဒါမျိုးတွေကကျုံရတယ်ဇာကြီး ီနေ့လည်းလူနာနဲ့မလားမသိဘူးနော်လူနာနဲ့ရောလဲစာပို့ဖတ်ရတာပေါ့ကွာသမီးတော့မငတ်ပါဘူးနော်ကိုအတွက်တော့လူနာနေတယ်ဆိုတာလူတွေကျမ်းမာနေတယ်ဆိုရင်အတေပဲပဲ အဲ့ဒါကြောင့်ကိုလိုဆီယောင်ဝင်ကဘယ်တော့မှတတိမဖြစ်နိုင်ဘူးဆိုတော့တက်လဲတည်တာပဲဟာ။ခါလီကိုကတော့အိတ်ဆက်လိုက်ရသေးတယ်။တက်လဲတူတူပါပဲကိုရဲ့။လူနာနဲမလားမသိဘူးလားဆိုတာစကားဖြစ်ပြောတာပါ။တက်တာပတ်စံမဲ့တဲ့မိမတယောက်ဆိုရင်လေကိုလိုယောက်ျားမျိုးတော်ယူမနေဘူး။တက်ကိုကြိုက်တဲ့တတိတရားကိုကောက်ယူလိုက်ရုံမဲ့။ဩ။အဲ့တော့ကိုလိုဆီယောင်ဝင်ကမွေးတယောက်ကိုယူပါလို့ နောင်နာတော့နည်းနည်းရနေပြီဆိုတာอืมကိုပြောမှာပဲနောင်နာတော့နည်းနည်းရသွားကျင်တယ်လို့ပဲပြင်ထားလိုက်အောင်